အနုပညာမှာဒင်းသလားအောင်မြင်မှုမရပေမဲ့ကံကောင်းပြီးတော့ချုံမော်ရီမော်ရီမာလီနဲ့လက်တက်ခွင့်ရတော့မယ်အဆိုတော့အောင်ရှယ်ရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တချို့ဟာကားရီစေးဆိုင်မှာလှုပ်လှုပ်ဖူးတဲ့ဝင်းတဲ့လေးအောင်ရှယ်ရှင်ကတော့ကံတွေစမတန်ကောင်းနေတာလူတိုင်းတွေအားကြစရာပါပဲအောင်ရှယ်ရင်ဟာကံကောင်းလို့အနုပညာလမ်းကြောင်းပေါ်ကိုရောက်လာခဲ့သူပါနော်ရုပ်ရည်ပိုင်းလည်းထင်သလားမဟုတ်သလိုအတန်ပိုင်းနဲ့ပတ်သက်ရင်လည်းအရင်ကြီးချူးချားနေတာမျိုးမရှိပါဘူး အဲ့လိုမျိုးလူပြန်နေပသက်ရင်အရင်ကြီးချူးကြတာမျိုးမရှိတဲ့အောင်ရှဲရှင်ကအစိုးရပြအောင်ပံမိုးပေးမယ်နောက်ကံမရှိတာအလုံးတည်ပါပဲတချို့ကဘဝကိုကြကြန်တတန်းဖျက်ဆီးခဲ့ရတဲ့အောင်ရှဲရှင်ဟာအခုဆိုရင်တော့လူပညာလမ်းကြောင်းပေါ်လေးရောက်လာတယ်လို့ကံကောင်းလို့ပြီးမော်ဒယ်မာလေးနဲ့ပါလက်ထခွင့်ရတော့မှလည်းဖြစ်ပါတယ်အောင်ရဲရဲကအစိုးရဘဝကိုကံကောင်းပြီးရောက်လာခဲ့ပေမယ်အောင်မြင်မှုကတော့ထင်သလားမဟုတ်ပါဘူးနော်ကာပါဆောင်တွေရောကိုပိုင်သင်းတွေကိုပါတည်ဆူနိုင်ခဲ့ပေမယ်ပြိတ္တအားပေးမှုကိုတော့ထင်သလားမရခဲ့ပါဘူး အမှုပညာလုံးနဲ့ပတ်သက်ရင် အောင်မြင်မှုထင်သလောက်မရခဲ့တဲ့အောင်ရှဲရင်ဟာအချိန်ရင်မှာတော့ဘလောက်တာမှကန့်ကောက်နေလေဆိုရင်ချောချောလာလာလေးကိုဇနီးတော်ကွင်းရတော့မှလည်းဖြစ်ပါရင်အောင်ရှဲရင်ဟာရုပ်ရည်မချောသလို body လည်းမမိုက်ပေမဲ့သူ့ရဲ့ကောင်မလေးကတော့ချောချောလေးပါနော်အောင်ရဲရဲ့ချစ်သူကောင်မလေးအိပ်ပုချစ်ကအလန်းစရာမော်ရယ်မလေးတယောက်ပါနှစ်ယောက်သားကမကြခင်မှာရွှေလက်တွေတော့မှဖြစ်ပေမဲ့သူတို့နှစ်ယောက်ရဲ့အတွင်ပြင်ကတော့အခြားစီပါပဲအောင်ရဲရင်ကပုံရိုးရိုးနဲ့စင်ခဲ့တဲ့ဆိုတော့တယောက်ဖြစ်ပေမဲ့ ကာမလေးကတော့အလန်းစီယာမော်ဒယ်မလေးလေးဖြစ်ပါသေး။ဟုတ်ပါပြီ။အောင်ရင်ရဲ့ချစ်သူကာမလေးကတက်သေးစာမော်ဒယ်တယောက်ပါနော်။သူတို့နှစ်ယောက်ရဲ့ကွာမှုကဒါရီမပြီးသေးပါဘူး။ကာမလေးနဲ့အောင်ရင်ရဲ့အသက်က၁၀နှစ်လောက်ကွာပါပြီ။ကာမလေးကအောင်ရင်ရဲ့တဲ၁၀နှစ်လောက်ငယ်နေဆိုပါပြီ။အသက်အရွယ်နေတိုင်းဆဆရရကွာပဲမယ်။နှစ်ယောက်သားကတော့တယောက်ကိုတယောက်အရင်ချလို့နှစ်ယောက်တူနေနိုင်မယ်လမ်းကိုရွေးချယ်လိုက်တာလေးဖြစ်ပါသေး။အသက်၁၀ကျော်กว่าတွေသူတို့နှစ်ယောက်ကချစ်သူတက်တန်းကမကြသေးပါဘူးနော်သူတို့နှစ်ယောက်ရဲ့ချစ်သူတက်တန်းကအခုမှ၅လကျော်သားရှိသေးတာပါ အိုက်စ်သက်တဲ့အရန်နေနေသေးတဲ့အချိန်မှာလက်တက်ပုတ်လုံနေတဲ့ပြိသက်တွေကြားမှာတော့အတန်တွေထွက်နေပါပြီ။ပြိသက်ကျွာတော့မဖုံးနိုင်မဖိနိုင်ပြဿနာကြောင့်ရင်မြန်ယူလိုက်ရတာလားဆိုပြီးတော့ဆွဆွဲနေပေမိန်။အောင်ရဲ့ရင်ကတော့ကောင်မလေးကိုစိတ်မချလို့လက်တက်ပုတ်လုံနေတာဆိုပြီးတခါတည်းဖြေရှင်းလာခဲ့ပါပြီ။ချစ်သူတဲ့ငါလာသားရှိသေးပေမဲ့မတူမတန်ပုံစံလေးကိုရထားတာမလို့အောင်ရဲ့ရင်တယောက်စိတ်မချဖြစ်နေရပါ။သူကရုံမချောတဲ့ကောင်လေးတရားမလို့သူချစ်သူကသူများနောက်ပါသွားမှကိုစိုးရိမ်နေရလဲဖြစ်ပါရီ။ကာမလေးရဲ့လောက်ကနှုတ်ပညာလုံးမလို့ ခချောချောကောင်လေးတွေနဲ့အလုတ်တွဲလို့ရတာကိုအောင်ရှဲရှင်ကတဝင်တူရလေးဖြစ်ပါရီကောင်မလေးကိုစိတ်မချလို့အမြက်လက်တက်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ရန်ကုန်မှာမိသားစုဘွားလေးတီထောင်ခြင်းလို့လည်းပါပါရီအောင်ရဲရင်ကငါလာသားရှိသေးတဲ့ကောင်မလေးကိုလက်ချက်ဖို့ပြောချိန်မှာကောင်မလေးကလည်းသဘောတူတယ်လို့နှစ်ဖက်မိဘတွေကလည်းလိုလလာရှိကြတယ်လို့ဆိုပါရီအောင်ရဲရင်ကတော့ချီရေးမှာရှော့ရှော့ရှူရှူဝဲမို့လာမယ့်ရပိုင်တွေမှာလက်ထက်ပွဲကြီးကျင်းပသွားမယ်ဆိုပြီးတော့ပြိသက်တွေကိုတီးပေးလာခဲ့ပြီလေဖြစ်ပါရီအောင်ရဲရင်ရဲ့ကဲကောင်းမှုကတော့မြင်နေတိုင်းပါပဲတော့ အောင်မြင်နေဆိုတော့တရားမဟုတ်ပေမဲ့ကာမာလီရောသူ့ရဲ့မိဘတွေကပါလိုလိုချင်ချင်ရှိကြတာကံကောင်းမှုတစ်ခုပါပဲနော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝေစားဝယ်တရင်ကြောက်ရတဲ့ပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝေစားစရာကောင်းတဲ့ကြောင်းရာတွေကိုနောက်နေ့ဒီမှာလည်းတင်ဆက်ပေးဦးမှာပဲဖြစ်ပါသေးတယ်။